ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်စကားပြောခွင့်ပေးရန်နှင့်စေကူတောက်ခွင့်ပေးရန်တားတူးအနေဖြင့်တောင်းဆိုနေတော်လဲစေအုပ်စုကမြည်တို့မြမတုံ့ပြန်ဟုကိုထိန်လင်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အမေဖြစ်သူဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်စကားပြောခွင့်ပေးရန်နှင့်စေကူးသားခွင့်ပေးရန်တာတအုပ်အနေဖြင့်တောင်းဆိုနေတော်လဲစစ်အုပ်စုကမြည်တို့မြမတုံ့ပြန်ကြောင်းတာဖြစ်သူကိုထိန်လင်းခေါ်ခင်အရစ်ကလူမှုကွန်ရက်မှတက်စင်သတင်းထုတ်ပြန်ပြောဆိုပါရယ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုများလှုံ့ဆော်နေရာတွင်နိုင်ငံရေးသမားတအုပ်အနေဖြင့်မဟုတ်ဖဲအမေတအုပ်လွတ်မြောက်ရေးအတွက်တာတအုပ်အနေဖြင့်နေရာနှံ့သွား၍တောင်းဆိုနေခြင်းဖြစ်ကြောင်းသူကပြောပါရယ်ဒီချိန်မှာကျွန်တော်မိမိရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရိမ်ပူပန်မိပါရယ် စစ်တပ်ကမိမိလိုအပ်နေတဲ့စေဝါကူတာမှုတွေကိုပိတ်ပင်ညှင်းပယ်ထားပါတယ်။ကျွန်တော်ရိုးရိုးရှင်းရှင်းပဲသူတို့ကိုတောင်းဆိုခဲ့ပါတယ်။ကျွန်တော်မိမိနဲ့စကားပြောခွင့်ပေးပါ။ကျွန်တော်ဟာမိမိရဲ့သားတစ်ယောက်ဖြစ်တဲ့သားတစ်ယောက်ရဲ့အခွင့်အရေးကိုပေးပါ။လူကုံတိတ်ခောက်ကိုအနေငယ်လေးပေးပါဆိုပြီးတောင်းဆိုခဲ့တယ်။ကျွန်တော်ဒီလိုတောင်းဆိုတာကိုသူတို့ဘက်ကဘာမှပြန်မပြောလာပါဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာနှံ့သွားပြီးပြောဆိုနေပါတယ်။နိုင်ငံရေးသမားတစ်ယောက်အနေနဲ့မဟုတ်ဘဲသားတစ်ယောက်အနေနဲ့ပြောရတာပါ။ မြန်မာနိုင်ငံကဆက်အာနာရှင်တွေဟာကျွန်တော်မိမိရဲ့အတန်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေပါတယ်။မြန်မာပြည်သူတွေရဲ့အတန်ကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့အတွက်ပြောပေးနိုင်ပါတယ်ဟုကိုထိန်လင်းကဆိုပါတယ်။အမေဖြစ်သူဒေါအောင်ဆန်းစုကြည်သည်2015ခုနှစ်ရွေးကောက်ပွဲနှင့်2020ရွေးကောက်ပွဲတို့တွင်နှစ်ကြိမ်အနိုင်ရရှိခဲ့ကြောင်းတို့ရတွင်လက်နက်ကင်ထားသူများကမြန်မာပြည်သူများ၏မဲပေးရွေးချယ်ထားသောရွေးကောက်ပွဲကိုခိုးယူပြီးမြန်မာပြည်သူများ၏လွတ်လပ်မှုကိုတပြားတိုက်ခိုက်ကြကြောင်းသူကဆက်ပြောပါတယ်။ မေမေဟာ2015နဲ့2020ခုနှစ်တွင်မှရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါတွေဟာမြန်မာနိုင်ငံရဲ့စတင်ဖြစ်ပေါ်စဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲတွေဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးချယ်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေဟာလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ကျွန်တော်မေမေကိုရွေးချယ်ခဲ့ကြပါတယ်။တနက်ကင်ထားတဲ့လူတွေကတော့တမျိုးတွေးခဲ့ကြပြီးသူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြတယ်။ပြီးတော့ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓားမြတိုက်ခဲ့ကြတယ်။ ဒီလိုမျိုးအဖြစ်ပြက်တွေဟာကမ္ဘာတဝန်းမှာပရိပခများစွာနဲ့ဆင်းရဲဒုက္ခများစွာနဲ့ထပ်ခါတလေလေဖြစ်နေပါတယ်။မိမိရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးဒီလှပတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေကြတဲ့စိတ်သက်ချင်းမြောင်းသူတွေဖန်တီးတဲ့အချက်တွေကိုမြန်မာပြည်သူတွေကမယားဘူးလက်မခံဘူးလို့ပြောနေကြပါတယ်။သူတို့ရဲ့လွတ်လပ်မှုကိုအလူခံမှာမဟုတ်ဘူး။သူတို့ရဲ့လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြတယ်။မြန်မာပြည်သူတွေဟာအနိုင်မရမချင်းရက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဟုကိုထိန်လင်းကဆက်လက်ပြောဆိုပါတယ် အကြံဖတ်ဆရာနာရှင်ကအယက်သားများနှင့်ပြည်သူများအပေါ်ပုံကျဲတက်ဖြတ်မှုများကျူးလွန်နေပြီးကဘာကြီးကလည်းမျက်ွယ်ပြူနေကြောင်းမြန်မာပြည်သူများကထာဝရကြောက်ရွံ့မှုနှင့်အသက်ရှင်မနေလိုကြပင်ဆရာနာရှင်ကိုဆက်လက်ခုခံတိုက်ခိုက်နေကြောင်းကိုထိန်လင်းကပြောဆိုသွားပါတယ်ဆက်လက်ပြီးပန်းရောက်ကတ်ထုတ်ပေးမှုယာယီရက်ဆိုင်နယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ထိုင်းဆိုရခွဲမှခွင့်ပြုထားသည့်လူသစ်ပန်းရောင်ကပ်ပြုလုပ်ရန်စည်ရင်းတင်ခွင့်ကိုယနေ့မှစ၍ယာယီရွှေ့ဆိုင်လိုက်သောထိုင်းဆိုရကအမိန့်တစ်ထုတ်လိုက်ပါသည် အော်တိုဘလ15ရက်ကစလို့မြန်မာလာအိုကမ်ဘောဒီးယားဗီယက်နမ်လေးနိုင်ငံအထောက်ထားမဲ့ရွှေပြောင်းလုံသမားများကိုတရားဝင်အလုပ်လုပ်ခွင့်မှတ်ပုံတင်စတင်လျှောက်ထားခွင့်ပြုမည်ဟုကြေညာထားရမှာရွှေဆိုင်လိုက်ခြင်းဖြစ်ပြီးနေဆက်ဒေတာထိလွယ်ရှလွယ်သည့်ပြဿနာများကြောင့်အစီအစဉ်ကိုရွှေဆိုင်လိုက်ခြင်းဖြစ်ကြောင်းဖော်ပြပါရယ်မိသည့်ရက်တွင်ပြန်လည်စတင်ပြုလုပ်ပေးမည်ကိုမဖော်ပြထားပေချက်မှန်အတိပေးမည်ဖြစ်ကြောင်းရေးသားထားပါရယ် ထို့သို့ယာယီရက်ဆိုင်လိုက်သည့်အတွက်ပန်းရောင်ကပ်ပြုလို့မိအလုတ်သမားများအနေဖြင့်ပွဲစားများထံငွေကြိုးမပေးချရန်နှင့်ပေးထားပြီးပါကလည်းပြန်တောင်းရန်အလုတ်သမားရေးဆောင်ရွက်သောအဖွဲ့များကတတိပေးထားပါသည်။ထိုင်းတောင်ပိုင်းပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FET အဖွဲ့မှအလုတ်သမားရေးတာဝန်ခံဦးမင်းဦးကပြောရမယ်ဆိုရင် အလုတ်ရှင်ပွဲစား agency တွေအပေါ်မူတည်တာပေါ့အခုကောင်းတဲ့ agency တွေကြတော့ကြီးညာတယ်။သွင်းထားတဲ့ငွေတွေပြန်လာယူဖို့တွေပြောကြတာတွေ့တယ်။ တချို့တွေကတော့ပတ်စံယူထားပြီးပြီဆိုတော့စောင့်လို့ပဲပြောမှာအများစုကတော့ပြန်ပေးမှာမဟုတ်ဘူးဒီတော်တွင်းမှာတော့အဖမ်းမခံရဖို့တတိနဲ့နေချဖို့ပါပဲဟုပြောပါတယ် Migrant Worker Right Network အဖွဲ့မှလည်းမြန်မာအလုပ်သမားများအနေဖြင့်ခွဲစားများထံငွေကြိုးမပေးရန်နှင့်ဖိထားပြီးပါကလည်းပြန်တောင်းရန်တတိပေးထားပါတယ်ထိုင်းဆိုရမှနှစ်စဉ်တရားမဝင်ဝင်ရောက်လာသူများကိုတရားဝင်ဖြစ်စေရန်အလုပ်လုပ်ခွင့်အတိမတ်ပြုကတ်ထုတ်ပေးပြီးရင်းလုပ်ငန်းစဉ်အားဖက်ရိုက်ခြင်းသို့မဟုတ်ပန်းရောက်ကတ်ပြုလုပ်သည်ဟုခေါ်ကြသည် မြန်မာနိုင်ငံအနေဖြင့်ယခုကဲ့သို့အခြေအနေမျိုးရောက်ရှိနေရခြင်းမှာစစ်တပ်အချင်းချင်းညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့သည့် NLD ကြောင့်ဖြစ်ကြောင်းချက်ဖို့ပါတီဥက္ကဋ္ဌခင်ဟီကအပြစ်တင်ပြောဆိုလိုက်ပါရယ်။နေပြည်တော်ဇေယျတီတိမျိုးနယ်တွင်လာရောက်ခိုလုံနေသောချက်ဖို့ပါတီအဆက်အနွယ်စစ်ပေးရှောင်များကိုထောက်ပံ့ကူညီမှုများပေးသည့်အခမ်းအနားတွင်ခင်ဟီကထို့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါရယ်။ စစ်ပေးရှောင်ရတဲ့အကြောင်းရင်းကိုတိကျစွာပြန်စင်းစားကြည့်လျင်2020ရွေးကောက်ပွဲမတိုင်မီခါလာနိုင်ငံတဝန်းအလွန်အေးချမ်းခဲ့ကြောင်းထို့ရာတွင်2020ရွေးကောက်ပွဲအပြီးစစ်တပ်အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံခဲ့ပေလွှတ်တော်ကိုစွတ်ခေါ်ယူရန်ကြိုးပမ်းသည့်အာဏာရှိအဖွဲ့အစည်း၏လုပ်ရကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုကျန်ဖို့ခင်ကဆိုပါသည် ကျန်ဖို့ခင်ကအနေတီဟုဒါရိုက်အမိမတက်တော့လေတရက်ခမ်းမရင်းအချိန်ကအာနာရှိသည့်အဖွဲစီဖြစ်သည်ဟုဆိုကအနေတီဤသို့အတင်းလုံမှုကြောင့်ယခုကဲသို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုပြောဆိုပါရယ်ပြန်စင်စားကြည့်2020ခုနှစ်ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကအေးအေးချမ်းချမ်းပင်သွားကျင်တဲ့နေရာကိုသွားလို့မရဘူးလားအလုတန်းနေရောလုပ်လို့မရဘူးလားကလေးတွေကြောင်းပျော့ပျော့ရွှင်ရွှင်တက်လို့ရတယ်ကျန်တဲ့အသက်အနည်းရဆိုတာမရှိသလောက်ပါပဲ အေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အခြေအနေရှိတယ်။သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်နိုင်လှုပ်ကြဖို့ပြန်လည်ဆန်းစစ်ဖို့ကြိမ်ပန်းများစွာတောင်းဆိုပါရယ်။သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာဏာရှိနေတဲ့အဖွဲ့အစည်းကလက်မခံခဲ့ကြပဲအတင်းအဓမ္မလွှတ်တော်ခေါ်ဖို့လွှတ်တော်ဖွဲ့ဖို့လုပ်တယ်။လွှတ်တော်ဖွဲ့ပြီးဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရရတော့မှာပုံ ဖြစ်သူရဲ့အသေးချာကမဲတပြားဆိုတာကလည်းအတိတ်ပဲမရှိတော့ဘူးပေါ့အချိန်ချင်းညှိတော့လေအတင်းလုတ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပေါ့တရခံဘသူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအာဓမဆောင်ရွက်ချက်ကြောင့်လို့ပြောရမှာပဲဟုစက်ဖို့ခင်ကပြောပါတယ်ရှင်အပြင်အန်ဒဒီအချို့မှာဒီပါတို့ထွက်ခွာသွားပြီးမြေပေါ်တွင်လည်းလက်နက်ကင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းထို့သောတိုင်းပြည်လက်ရှိအခြေအနေမှာအန်ဒဒီကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟုခင်ကဆိုပြန်သည် အဖွဲ့အစည်းဝင်တွေအချို့တွေဖြီးပကိုထွက်သွားတယ်။မြေပေါ်မှာလက်နက်ကင်တောင်ကျမ်းသူတွေပေါ်လာတယ်။ကျွန်တော်ပြောသလိုတိတ်ဆိတ်အေးချမ်းနဲ့ကျွန်တော်တို့နေမီလေးကအကျန်းဖက်လူတွေကြောင့်လက်နက်ကင်ပြည်ပခတွေပေါ်လာတယ်။သူတို့ကြောင့်ပေါ်ရတာကျွန်တော်တို့ပါတီတွေထောင်ချောအသက်ခံရတယ်။ရုံးတွေမြောင်များစွာမိရှုခံရတယ်ဟုခင်ကြီးကပြောဆိုပါတယ်။မြန်မာနိုင်ငံကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိရခြင်းမှာ NLD ပါတီကြောင့်ဟုမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေချိန်ချက်ဖို့ခင်ကြီးကလည်း ရင်းကဲ့သို့အမြင့်သဘောတူညီစွာဖြင့် NLD ပါတီကိုအပြစ်ဖို့လာခြင်းဖြစ်ပါသည်။2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြတ်သက်မဲနိုင်ရရှိခြင်းနဲ့လဲစစ်တပ်ကဂျောင်းဝင်ရက်နဲ့အာနာသိန်းရန်ကြံဖို့ပါတီကဦးဆောင်ပြီး၎င်း၏နောက်လိုက်များနဲ့အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ် ဆက်လက်ပြီးပဲခူးတိုင်းပထောင်မြို့နယ်ရှိစစ်တပ်၏ point 666စခန်းကုန်းကို အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနယ်ရီကံပြူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေစစ်တွေမျိုးအနည်းတွင်လည်းတိုက်ပွဲများပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပထောင်မြို့နယ်ရှိစစ်တပ်၏ point 666စခန်းကုန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနယ်ရီကံပြူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေကြောင်းအေအေကယမန်နီးညပိုင်းသတင်းထုတ်ပြန်ပါတယ်။ အော်တိုဘားလာ၁၄ရက်နေ့နနက်၉ :05 မိနစ်အချိန်ဘကူးတိုင်းပတောင်မြို့နယ်ပကံကွဲချေးရွာတောင်ဘက်အနီးတွင်ရှိနေသောစစ်တပ်666.0ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်၃နာရီအကြာ၃ဘက်၃တပ်မှထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင်အဆိုပါ666.0စက္ကန့်ကိုအေအေကသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။အေအေကသိမ်းပိုက်ရရှိသွားသော .666 စက္ကန့်ကုန်နှင့်ပတ်ဝန်းကျင်တွင်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်တော်လေ အော်တိုဘားလ၁၄ရက်နေ့တွင် AA ကထိုးစစ်အရှိန်ကိုမြှင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း point 666စက္ကန့်သိမ်းပိုက်ခဲ့စဉ်စစ်သားအလောင်းအချို့လက်နက်ခဲယံနှင့်စေတုံးဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းအဆိုပါထိုးစစ်အတွင် AA စစ်သည်တချို့လည်းကြာဆုံးခဲ့ကြောင်းသိရပါသည်အလားတူ AA ကစစ်တပ်၏နိုင်ရီကံပြူဟာစက္ကန့်ကုန်းကိုအပိသက်သိမ်းပိုက်ရယူရန်အတွက်အနေငယ်သောလက်ချက်နှင့်အချို့ကိုဇလက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ဂစင်ကလေးအားထွက်ပြေးနေကြသောစစ်တပ်နှင့်လည်း နေရာအချို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလက်နက်ချအလင်းဝင်ရောက်လာသူများကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားကြောင်းသိရပါတယ်။အေအေကသိမ့်ပတ်ရန်ကြန့်ရှိနေသောရခိုင်ပြည်စစ်တွေမျိုးအနီးပတ်ဝန်းကျင်တွင်လည်းလက်နက်ကြီး drone အပြန်အလှန်တိုက်ခိုက်မှုများမှာယခုရက်များအတွင်ပုံမှုပြင်းထန်လျက်ရှိကြောင်းထို့ပြင်အရက်ကပဲခူးတိုင်းအဆက်အရက်ကမကွေးတိုင်းအဆက်အရက်ကအေယာဝတီတိုင်းအဆက်တို့တွင်စစ်တပ်ဤထိုးစစ်များကိုအရက်ကတက်တော်ဤအကောင်ဆုံးခန့်စစ်များနှင့်အတူ တံပြန်ထိုးစစ်များဖြင့်ဟန်ချက်ညီဆင်နွှဲလျက်ရှိကြောင်းသိရပါသည်။ရှင်ပြင်ရမန်နေ့အောက်တိုဘာလ15ရက်နေ့မွန်းလွယ်3:55မိနစ်အချိန်အေယာဝတီတိုင်းရေကြီးမြို့နယ်ဆက်ဆက်ယိုကြီးပါအနီးတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရပါသည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။